မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကုတ်တိုင်းကြောက်ကြီးမုံကားလမ်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတပ်ကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးတပ်ဘက်ကဒုတက်ရဲမှုအပါအဝင်6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ9ရက်နေ့ကြောက်ကြီးမုံကားလမ်းကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့စစ်ကြောင်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့က မြက်ရဲရွာအနီးမှာကြားဖြတ်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတပ်ကလေရင်များလက်နက်ကြီးများနဲ့အဆက်မပြတ်ပြစ်ကူပေးပြီးတိုက်ခိုက်ခဲ့တော့လေထိခိုက်သေးဆုံးမှုအများပြားနဲ့တပ်ပြန်ဆုတ်ထွက်ပြေးသွားရတယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာအကြမ်းမစစ်တပ်ကဒုတပ်ရဲမှုတအုပ်နဲ့တပ်ခွဲမှုတအုပ်အပါအဝင်6ဦးသေဆုံးပြီးတော့16ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လက်နက်ခဲယမ်းအများပြားကိုလည်းတော်လိုင်းပူပေါင်းတပ်ဖွဲ့များကသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ ကြောက်ကြီးမုံကားလမ်းပိုင်းကိုစစ်ခွေးတပ်ကပြန်လည်ရယူရန်အတွက်လက်နက်ကြီးများနဲ့နေတိုင်းပစ်ခတ်နေတယ်လို့ပြောပါတယ်။မြေပြင်စစ်ကြောင်းများနဲ့အဆက်မပြတ်ထိုးစစ်များကိုလှုပ်ဆောင်ရရှိတဲ့အတွက်ကြောင့်တော်လိုင်းပူပေါင်းတပ်တို့ကစစ်တပ်ကိုလမ်းတစ်လျှောက်မှာဖြတ်တောက်တိုက်ခိုက်မှုများအားလှုပ်ဆောင်ရရှိတယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းရေဦးမြို့ရဲ့မြောက်ပိုင်းကိုစစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုတွေရှိနိုင်တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပကဖတာဝန်ခံကပြောပါတယ်။ ဒီကနေ့စက်တင်ဘာလ9ရက်နေ့မနက်၈နာရီ3မိနစ်ခန့်အချိန်မှာရေဦးမြို့ရဲ့မြောက်ပိုင်းကိုစစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်ခွေး60ခန်းကိုရေဦးမြို့နယ်ရွာသိရွာအနီးအရောက်မှာရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲအကြမ်းဖက်စစ်ကောင်စီတပ်သားများအထိနာသွားတဲ့အတွက်မနက်10နာရီလောက်မှာရေဦးမြို့ကိုပြန်လည်ဝင်ရောက်သွားတယ်လို့သိရပါတယ်။ စိတ်ခွေးသေးတဲ့စီးရင်ကတော့မသိရသေးဘူးမိုင်းခွဲလိုက်တဲ့အချိန်မှာတော့ငါးကောင်ထိထားတယ်လို့သိရတယ်နောက်ဆက်တွဲဒဏ်ရာပြင်းထန်မှုအနေထားကတော့မသိရသေးပါဘူးငါးဦးကတော့မိုင်းထိဒဏ်ရာရရှိသွားတဲ့အနေထားပါစိတ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုတွေကတော့ရှိနိုင်ပါတယ်မိုင်းခွင်းနဲ့အရောက်မှာမိုင်းဆွဲခဲ့တာပါမိုင်း point တက် point နဲ့သုံးလုံးပါဒီကနေ့မနက်ပိုင်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါလို့ပြည်သူ့ကာကွယ်အဖွဲ့ရေဦးမြို့နယ်ပတ်ကဖတာဝန်ခံကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘက်ကိုတိုင်းညောင်လေးပင်မတော့ရွှေကျင်လမ်းပိုင်းမှာရှိတယ်။အကြောင်းမဲ့စစ်တပ်ရဲ့စစ်စေးရေးဂိတ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်သား၅ဦးသေဆုံးပြီးတော့တနက်နက်လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့စက်တင်ဘာလ9ရက်နေ့မနက်6နာရီကမှမြောင်းလေးပင်မတော်ရွှေကျင်လမ်းပိုင်းမှာယာယီအထိုင်ချပြီးတော့အင်အား20ခန်းနဲ့ဂိတ်ဖွင့်ပြီးစက်ကြီးကောက်နေတဲ့စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်က2ဦးသေဆုံးသွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ခွေးတိုက်ရဲ့ ညောင်လေးပင်မြို့ခမရ20တိုင်ရင်မှာတဆွဲထားတဲ့စစ်သားများကလက်နက်ကြီးများနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့တော့လေတော်လိုင်းရဲဘော်များအထီးကိုင်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေထံကနေပြီးတော့ MA1 တပ်နက်တလ MA2 တပ်နက်တလ G180 တောင်း G ပေါင်း5ခုနဲ့အီနာကဘုံဒီနှလုံးတို့ကိုလည်း PDF တပ်ဖွဲ့ဝင်များကတိမ့်စီရရှိခဲ့တယ်လို့သိရပါဗျ။ဒီကနေ့မနက်6နာရီလောက်မှာညောင်လေးပင်မတော့ရွှေကျင်လမ်းမိုင်းကစစ်ခွေးတွေဂိတ်စခန်းပွင့်ပြီးတော့ဂိတ်ကြီးကောက်နေတဲ့နေရာကိုဝင်ပစ်ခဲ့တာပါ။ကျွန်တော်တို့တန်းတန်းနှက်လန့်နဲ့ကြီးစံတချို့ရခဲ့တယ်။အဲ့ဒီလိုပြစ်ပြီးတဲ့အချိန်ကြမှာညောင်လေးပင်ခမရ20ကနေပြီးတော့လက်နက်ကြီးနဲ့သူတို့ချင်းချောက်ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကအထိကိမရှိပါဘူး။ရန်သူနှစ်ကောင်ကြသွားတယ်။အဲ့ဒီစခန်းမှာစစ်ခွေးကအယောက်20လောက်ပဲရှိတာ။ အတိအထိုင်ချထားတဲ့စခန်းတော့မဟုတ်ဘူးဗျဂေကြီးလာလာကောက်ပြီးတော့မှနေဘက်ကိုကောက်လိုက်ညဘက်ဆိုပြန်သွားလိုက်လုံနေတဲ့နေရာပါလို့ Fire Dragon PDF ကတောင်းရှိသူကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Fire Dragon နဲ့ Fire Dragon Commando PDF တပ်ဖွဲ့ဝင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိရင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမင်းမှုခရိုင်ပွင့်ဖြူမြို့နယ်မဲဆလီကုန်းရဲစခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားနဲ့ပြူစောတီ22ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ4ရက်နေ့ကပွင့်ဖြူမြို့နယ်မဲဆလီကုန်းရဲစခန်းကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ခလိုက်ရ253 254 255တပ်များကစစ်သားများဝါရက်ကစစ်သားများမဲဆီလီကုန်းရဲစခန်းကရဲစစ်သားများကြောင်ကုန်းကြီးကျေးရွာကပြူစောတိများရွာခိုင်ရွာကပြူစောတိများကုန်းဆောင်ရွာကပြူစောတိများ စုစုပေါင်းပူးပေါင်းအင်အား200ကျော်ပါတဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကမြောင်းတိုင်းကျေးရွာအနောက်မြောက်ဘက်မြင်းဒီကုန်းတောကြောင်းအနီးအရောက်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုပြစ်ခတ်တိုက်ခိုက်မှုဟာနိုင်ဝက်လောက်ကြာမြင့်ခဲ့ပြီးတော့စစ်ခွေးနဲ့ပြူခွေး21ဦးသေဆုံးကအများအပြားဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာထမှန်ပြီးတော့အင်အားအများအပြားဖြည့်တင်းကရှေ့ဆက်ရန်ပြင်ဆင်နေပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့များဘက်ကလည်းအစ်စ်နေရယူထားကပြန်လည်တိုက်ခိုက်နိုင်ဖို့အတွက်ဆောင်ရွက်လျက်ရှိတယ်လို့အတည်ပြုထားပါတယ်။၎င်းတိုက်ခိုက်မှုကို မြိုင်ပောက်ကဖမင်းမှုခရိုင်တိုင်ရင်လေးမြိုင်ပောက်ပောက်ကဖစုဖွဲ့မှုနဲ့မြိုင်ပောက် drone team တပ်ဘခုတ်ကူပောက်ကဖနဲ့ပွင့်ဖြူမြို့နယ်ပလာဖားတို့ကနေမြေမခွဲကြဘဲနဲ့ညီညီညွတ်ညွတ်ပူရဲကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲမကွေးတိုင်းမြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့တရက်ကံပြူစောတိရွာကိုလက်နက်ကြီးများ drone များနဲ့နှစ်ရက်ဆက်တိုက်တိုက်ခိုက်မှုမှာစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့ TYK ပြောင်းကြားတပ်ဖွဲ့ကရဲဘော်စောကြီးကသတင်းပေးဖို့ပြောကြားထားပါတယ်။ စက်တဘာလ2ရက်နေ့နဲ့3ရက်နေ့တွေမှာမြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့တရက်ကံပြူစောတိရွာကိုလက်နက်ကြီးများ drone များနဲ့တော်လိုင်းတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်စင်ရေးတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးများနောင်ကစားပြုတ်လုံနေတဲ့နေရာကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။ပြူစောတိတအူးကတော့လက်မောင်းနဲ့ခြေထောက်ကိုထိမှန်ခဲ့ပြီးတဲ့နောက်တအူးကတော့လက်မောင်းကိုရှက်ထိသွားတယ်လို့သိရပါဗျ။စစ်ခွေးအင်အားကတရာကျော်နဲ့တတ်ဆွဲထားတာပါစစ်ခွေးရဲခွေးပြူခွေးအလုံးပေါင်းတရာကျော်လောက်ရှိပါတယ် စိတ်ခွေးတည်တဲ့စီးရင်ကတော့စုံစမ်းနေတော့မယ်လက်တလောထိကိုက်မှုကတော့ပြူစောထိနှစ်ကောင်ထိထားတယ်ဒကောင်ကလမ်းမောင်းနဲ့ခြေတော့ထိသွားတယ်ကျွန်တော်တို့ရဲ့ကင်းထောက် drone ဝဲကြည့်လိုက်တော့ဒီကောင်တွေလောင်းကစားလို့ဖဲရိုက်နေတာတွေ့ရတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ drone နေနဲ့ခြေတယ်စိတ်ခွေးတွေဘက်ကတေဆုံးမှုရှိနိုင်ပါတယ်လက်နက်ကြီးကနှစ်ရက်နေကစပြီးပြက်တာပါအဲ့ဒီအချိန်မှာရွာထဲကနေပြီးတော့អော်ပြီးတော့ငိုတံတွေလည်းကြားနေရတယ် ပြီးခဲ့တဲ့ရက်ကလည်းတရက်ကံပြူစောရီရွာရဲ့ပြည်သူစစ်ခေါင်းဆောင်ကစစ်တပ်ထံကိုစားနဲ့ရိတ်ခါအကူအညီတောင်းခံခဲ့တာတွေလည်းရှိပါတယ်။ဒီကောင်နေမှာကတေကြတာက စားစရာကမရှိတော့ဘူး။စက်တမလာ၂ရက်နေ့လက်နက်ကြီးကိုနေလေပိုင်းနေမှာပြစ်ခတ်ခဲ့ပြီးတော့၃ရက်နေ့မှာတော့ drone တွေနဲ့ကျဲခဲ့တာပါ။ပြန်လဲပြစ်ခတ်တာမျိုးမရှိဘူးဗျ။ ဒီကောင်းနေအနေနဲ့လဲခံစစ်ကိုပဲအားကိုးနေရတာဆိုတော့စစ်ကြောင်းကလည်းလွယ်လွယ်နဲ့မရောက်လာနိုင်တော့သူတို့ရဲ့ခဲရန်ကိုမဖြုံးတိနိုင်ဘူးလေအဲ့ဒီရွာတွေကပြည်သူတွေနဲ့စစ်တပ်လက်အောက်ခံတွေငိမ့်ချန်းစွာနဲ့ပြည်သူအရေးကိုမြန်မြန်ခိုးလုံပေးဖို့ပဲပြောချင်ပါတယ်လို့ TYK ပျောက်ကြားတပ်ဖွဲ့ကရဲဘော်စောကြီးကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖတပ်ဖွဲ့ဝင်လက်အောက်ခံများဖြစ်တဲ့ TYK ပျောက်ကြားတပ်ဖွဲ့စစ်ကြဒေသကာကွယ်ရေးအဖွဲ့ဒေါင်းမန်အဖွဲ့နဲ့ဂလုံပြည်သူကာကွယ်တပ်ဖွဲ့တို့ကညီညွတ်စွာပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းပေါန့်တယ်မြို့နယ်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်သား6ဦးပွဲချင်းပြီးတိတ်ဆုံးပြီးတော့ဒဏ်ရာရတဲ့သူတွေကိုဖြေတောင်မြို့ဂရင်တရားစစ်ဆေးရုံကိုပို့ဆောင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ3ရက်နေ့မနက်9:40မိနစ်ခန့်မှာပေါန့်တယ်မြို့နယ်ညောင်နီပင်အုပ်စုကြောက်ကြီးတောင်နယ်ညောင်မင်းရွာကြားမှာအကြမ်းဖက်စစ်သား62ဦးပါဝင်တဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကဗရေသာမိုင်းရှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးတော့စနိုက်ပါနဲ့လက်နက်ငယ်များနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ိရပါတယ်။၎င်းတက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်သား6ပွဲချင်းပြီးတေဆုံးက9ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေရဲ့အလောင်းများနဲ့ဒဏ်ရာရရှိသူများကိုထမ်းစင်နဲ့ကြောက်ကြီးတောင်စစ်တပ်ဂိမ်းစခန်းကိုတယ်ဆောင်သွားပြီးတော့အဲဒီကမှတဆင့်ဖောကာနှစ်စီးနဲ့ရွှေတောင်မြို့ဂရင်တရားစစ်ဆေးရုံကိုတယ်ဆောင်သွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအထိနာခဲ့တဲ့စစ်ခွေးတပ်ကအဲဒီနေ့ညနေ3နာရီခွဲလောက်မှာ ရွှေတောင်မြို့နယ်ဘိုးလေကုန်းတပ်ကစစ်တပ်လေထီနှစ်စီးနဲ့ပေါင်းတယ်မြို့နယ်လက်ပံခုံရွာနဲ့တောင်ခေါမောက်ရွာတို့ကိုဘုံ၆လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ မိုင်းဆွဲတိုက်ခိုက်မှုမှာစစ်ခွေး6កောင်ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်9កောင်ကအပြင်းထန်ဒဏ်ရာရတယ်ဒဏ်ရာရတဲ့စစ်ခွေးတွေကိုရွှေတောင်မြို့ဂရင်တရားစစ်ဆေးရုံကိုတည်ဆောင်သွားတယ်လို့363ကြတဲ့တိုက်ရင်စစ်ထောက်နိုင်ရင်နဲ့တရင်နဲ့ပြန်ကြားရေးတောင်းခံရဲဘော်ရှဲတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုဗျူဟာ27ကိုကဲမှုအောက်မှာရှိတယ်363ကြတဲ့တိုက်ရင်တက်ခွဲတဲ့363ကြတဲ့တိုက်ရင်တက်ခွဲနှစ်နဲ့363ကြတဲ့တိုက်ရင်စနိုက်ပါအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံအတွက်လူငယ်တိုင်းစစ်မှုထမ်းရမယ်စစ်မှုထမ်းဥပဒေပုံမလိုအပ်တယ်လို့ကြမ်းဖို့ပါတီဥက္ကဋ္ဌခင်ရီကစစ်တပ် lobby တုံးနဲ့အင်တာဗျူးမှာထုတ်ဖော်ပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ3ရက်နေ့ကကြမ်းဖို့ခင်ရီက၎င်းရဲ့ Telegram ကနေတစင်းစစ် lobby တချို့နဲ့အင်တာဗျူးရုပ်တံဖိုင်များထုတ်ပြန်လာပြီးတော့ အဲ့ဒီရုပ်သံအင်တာဗျူးမှာစစ်မှုထမ်းဥပဒေဟာမြန်မာနိုင်ငံအတွက် ပုံမှုပြီးတော့လိုအပ်လာတယ်လို့ထုတ်ဖော်ပြောဆိုထားတာကိုတွေ့ရပါတယ်မြန်မာနိုင်ငံမှာပြည်တွင်းစစ်ရှိနေပြီးတော့နိုင်ငံကြီးနှစ်ခုကြားမှာရှိနေတယ်လို့ပြောပါတယ်ဒါကြောင့်ပြည်တွင်းစစ်ဖြစ်စေပြည်ပစစ်ဖြစ်စေမြန်မာနိုင်ငံအတွက်စစ်မှုထမ်းဥပဒေဟာမဖြစ်မနေလိုအပ်တယ်လို့ကြံ့ဖို့ခင်ကြီးကပြောဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့တရားဝင် Constitution မှာနိုင်ငံသားတိုင်းကဥပဒေနဲ့အညီစစ်ပညာသင်ကြားခွင့်နဲ့စစ်မှုထမ်းရမယ်ဆိုတာပါပါတယ် ဒီလိုပဲနိုင်ငံသားတွေမှာလည်းအများကြီးစစ်မှုထမ်းနေကြတာပဲတကမ္ဘာလုံးမှာလည်းရှိတယ်အိန္ဒိချင်းနိုင်ငံတွေအားလုံးမှာလည်းစစ်မှုထမ်းဥပဒေဆိုတာရှိကြတာပဲကျွန်တော်တို့နိုင်ငံဆိုရင်ပို့ပြီးတော့လိုအပ်တာပေါ့တကယ်ကိုအင်အားကြီးတဲ့နိုင်ငံတွေရဲ့ဂျားထဲမှာရှိနေတာလေပြည်ပစစ်အတွက်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်နိုင်ငံတော်ကာကွယ်ရေးအတွက်ကာကွယ်ရေးအင်အားစုတွေကလို့ကိုလိုတယ်လို့စံဖို့ခင်ကြီးကပေါက်လို့ပဲစားပြောဆိုလိုက်ပါတယ်စံဖို့ပါတွေကလူငယ်များကို ပါတီဝင်ဖြစ်လာပါကစစ်မှုထမ်းကင်းလွတ်ခွင့်ရရှိနိုင်တယ်လို့မြေပြင်မှာပြောဆိုစည်းရုံးမှုများရှိနေတော့လဲကျန်းဖို့ခင်ကြီးကတော့ကျန်းဖို့ပါတီဝင်လူငယ်များအနေနဲ့စစ်မှုထမ်းကင်းလွတ်ခွင့်မရနိုင်ကြောင်းပြောဆိုလိုက်ပါတယ်ကျွန်တော်တို့ပါတီဝင်လို့ဒါကင်းလို့ခွင့်မရနိုင်ပါဘူးဥပဒေအရလည်းခွင့်ပြုထားတာမရှိဘူးစစ်မှုထမ်းဥပဒေကကျွန်တော်တို့ပါတီကိုကင်းလို့ခွင့်ပေးထားတယ်ဆိုတာမဟုတ်ပါဘူးကင်းလို့စရာအကြောင်းလည်းမရှိဘူးဒီဥပဒေကလည်းနိုင်ငံတော်ကတရားဝင်ချမှတ်ထားတာဒီပါတီတစ်ခုကပဲကွက်ပြီးတော့ကင်းလို့ခွင့်ရတယ်ဆိုတာကတော့မှားယွင်းစွပ်စွဲတာပါလို့ခင်ဗျာကပြောဆိုထားပါတယ်ဒါပေမဲ့က ချက်ဖို့ပါတီကနိုင်ငံတော်ကလူငယ်အမျိုးသားတွေကိုချက်ဖို့ပါတီထဲကိုဝင်ရောက်ထားပါကပေါ်တာဆွဲဖမ်းဆီးခံရခြင်းအတင်းကျပ်ဖမ်းဆီးခေါ်ဆောင်ခြင်းလိုမျိုးစစ်မှုထမ်းခေါ်ဆောင်ခံရခြင်းများရှိလာပါကပါတီအနေနဲ့ဝင်ရောက်ပြီးတော့ဖြည့်ရှင်းပေးမယ်လို့ဂရီးပြူမဲဆွဲကပါတီဝင်အင်အားတွေတိုးပွားစေဖို့အတွက်စုဆောင်းနေတယ်လို့သိရပါတယ် ပေါ်တာဆွဲမခံရဖို့အတွက်ကျန်းဖို့ပါတီတဲကိုမိဘတွေရဲ့တွတ်သွဲမှုကြောင့်ဝင်ရောက်ခဲ့ရတဲ့လူငယ်တချို့ကထုတ်ဖော်ပြောဆိုထားပါတယ်။ကျန်းဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်က2024ခုနှစ်ဖေဖော်ဝါရီလကစတင်ပြီးတော့စစ်မှုထမ်းဥပဒေကိုအသက်သွင်းကလာစဉ်စစ်မှုထမ်းတပ်သားလူငယ်အယောက်9000ခေါ်ယူခဲ့ပြီးတော့ယခုခါမှာစစ်မှုထမ်းအပတ်စဉ်18ကိုရောက်ရှိလာပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတန်း6မြို့ပေါ်မှာရှိတဲ့ကိုရီးယားဘာသာစကားသင်တန်းကျောင်းကိုအကြမ်းတ်စစ်ခွေးတပ်ကဝင်ရောက်စီးနှင်းပြီးတော့အသက်20ဝန်းကျင်အရွယ်လူငယ်73ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကစက်တမ်ဘာလ၄ရက်နေ့က6မြို့ပေါ်မှာရှိတဲ့ကိုရီးယားဘာသာစကားသင်တန်းကျောင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီးတော့အသက်20အရွယ်လူငယ်အမျိုးသား73ဦးကိုပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ဖမ်းဆီးခဲ့တဲ့လူငယ်များဟာဆလင်းမြို့နယ်ရေဘော်ကျွန်းကျေးရွာက2ဦး၊လက်ပံကျွန်းကျေးရွာက6ဦးနဲ့ကျန်တဲ့လူငယ်တွေရဲ့လိပ်စာကိုတော့မသိရသေးဘူးလို့ပြောပါဗျ။ လက်ရှိချိန်မှာအကြမ်းဖက်စစ်ခွေးတပ်ကဖမ်းဆီးသွားတဲ့လူငယ်များကို၆မြို့ရဲစခန်းမှာချုံနှောင်ထားတယ်လို့သိရပါဗျ။ကိုရီးယားတင်တန်းကြောင်တစ်ခုကိုသူတို့အကြမ်းဖက်စစ်ခွေးတွေကဝင်ဆွဲတာပါ။ဝင်ဆွဲခံရတဲ့အထဲမှာယောက်ျားလေးတွေပဲအဆွဲခံရတာ။အမျိုးသမီးတွေတော့မပါဘူး။ယောက်ျားလေးတွေကြီးပဲ73ဦးအဆွဲခံရတာပါ။73ဦးထဲမှာ14မြို့နယ်တွေကရေပေါ်ကျွန်းကြီးရွာနဲ့လက်ပံကျွန်းကြီးရွာကလူငယ်တွေပါသွားတယ်လို့သိရတယ်။လူငယ်လေးတွေအကုန်လုံးကအသက်20ဝန်းကျင်လောက်တွေကြီးပဲ သူတို့ကို6မြို့ပေါ်ရဲစခန်းမှာချုံနှောင်ထားတယ်လို့သိရတယ်လို့ပြည်သူညီနောင်စလင်းတရင်နဲ့တာဝန်ခံကပြောပြထားပါတယ်အလားတူပဲစက်တမာလာ3ရက်နေ့မှာအချမ်းမစိတ်ခွေးတက်ကပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့စလင်းမြို့နယ်စင်ကျုံကျေးရွာကလူငယ်2ဦးကိုငွေကျပ်သိန်း80နဲ့ပြန်ရွေးခိုင်းနေတယ်လို့သိရပါတယ်ဒါအပြင်စလင်းမြို့နယ် Family House စားတောက်ဆိုင်အတွင်အချမ်းမစစ်တက်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့အမျိုးသမီး2ဦးကိုလည်းငွေကြေးနဲ့ပြန်လဲရွေးထုတ်ရန်အတွက်မိသားစုများနဲ့ညှိနှိုင်းမှုများလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေကြတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ